MPN Indonesia ရဲ့ Perry အများဆုံး channel လာအခုချိန်မှာ MPN Indonesia ရဲ့ regular season ပြီးဆုံးသွားချိန်မှာအသင်းကြီးတချို့က playoff ကိုမတက်ရောက်ခဲ့ပေမဲ့ပြိုင်ပွဲက MPN ဆိုတဲ့အတိုင်းတော်တော်လေးကိုပြန်ဆိုင်မှုပြင်းထန်ခဲ့ပြီးနောက်ဆုံးပွဲစဉ်အထိကိုအကျိတ်နဲ့ဆော့ခဲ့တာကိုမြင်တွေ့ခဲ့ရတယ်။အဲ့လို MPN Indonesia ပွဲစဉ်မှာမှ regular season မှာ Perry အများဆုံး channel လာတွေကိုကြည့်လိုက်မယ်ဆိုရင်ပထမဆုံး hero ကတော့ Jason Shin ရင်ဆိုင်ရှင်အနေနဲ့သူ့ရဲ့ hero rewind ပြီးတဲ့ကမိုဘိုင်းလိကျမှာသူ့ရဲ့မတာဝင်လာမှုကတော်တော်လေးကိုကြာနေပြီလို့ပြောရမယ်။ပြီးတော့ရှေ့ update တွေမှာဆိုရင်သူ့ကိုအနေငယ် net flight ပေးမယ်။ရင်ဆိုင်ရှင်ဆိုတဲ့ hero က run နေမှာလည်းမဟုတ်ပဲ။ MPN Indonesia နဲ့တခြားသော tournament ပြိုင်ပွဲတွေမှာပါအဓိကဂျန်ဂလာအနေနဲ့ဆော့ကစားကြရတယ်။အဓိကရင်ဆိုင်ရှင်ဆိုတဲ့ hero ကလက်ရှိမတာဖြစ်နေတဲ့ two of flame fighter drone နဲ့ဆော့မယ်ဆိုရင်တော့အသင်းရဲ့ main carry အနေနဲ့ဆော့လို့ရတဲ့ဂျန်ဂလာဖြစ်တဲ့အပြင်သူ့ရဲ့ vision အားသာချက်တွေကြောင့် objective target fight တွေ objective law တွေမှာဆိုရင် position ကောင်းကောင်းယူပြီးဖြေရှင်းလို့ရတယ်လို့အားလေးလိမ့်ကန်းကင်းတဲ့ rotation တွေမှာဆိုရင်လည်း hero တကောင်ဖြတ်ဖို့ရ damage ကောင်းကောင်းပေးနိုင်တဲ့အချက်တွေကြောင့်အခုပြီးဆုံးသွားပြီဖြစ်တဲ့ MPN Indonesia လို့ပြိုင်ပွဲ regular season မှာဆိုရင်ပွဲပေါင်း60ထိကိုအသုံးပြုခဲ့ပြီးထိပ်ဆုံးချက်ငလာအနေနဲ့ရပ်တည်နေတာကိုမြင်ရတယ်။နောက် hero တကောင်ကတော့ Lancelot လန်စလော့လိုမိုဘယ်လရီအရင်အားကောင်းတဲ့ဟီးရိုးတစ်ကောင်ကပစ်ရစ်အများဆုံးဟီးရိုးတွေမှာပါနေတာကတော့ကျွန်တော်အနေနဲ့မထူးဆန်းဘူးလို့ထင်တယ်။ဘာလို့လဲဆိုရင်အခုလိုပြန်ဆိုင်မှုပြင်းထန်တဲ့တော်နမတ်ပြိုင်ပွဲတွေမှာဆိုရင်အဓိကကောကယ်ရီနေရာမှာဆော့ရတဲ့ဂျန်ဂယ်လာဖြစ်တဲ့အတွက် objective fight တွေမှာရောလိန်ကန်ကင်းတွေမှာတော့မကပဲလိန် position လောက်အောင်မှာလည်းတော်တော်လေးကိုကောင်းတဲ့ဟီးရိုးတစ်ကောင်လို့ပြောရမယ်။ နောက်ပြီးအခုချိန်မှာမတာပြောင်းဝင်နေတဲ့ objective jungler နဲ့ရှင်ရင်လဲတတဲတွေနဲ့ lore တွေမှာဆိုရင်သူ့ရဲ့ skill 2 retreat နဲ့ objective yuar မှာတော်တော်လေး advantage များတဲ့ jungler ဖြစ်တယ်။နောက်ပြီးသူ့လို mobility အရန်အကောင်းတဲ့ assassin jungler ကိုကိုအသင်းရဲ့ roma နဲ့ esp laner initiator တွေက backup ပေးစီရအရင်ကြီးမလိုတာကြောင့်အသင်းတိုင်းနီးပါး jungler player တွေရဲ့ favorite hero တော်ပြောလို့ရပြီ။ MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း69ပွဲထိကိုအသုံးပြုခဲ့ရတယ်။ဒါပေမဲ့ lanslot အခုမှဆော့မဲ့သူတွေအတွက်ဆိုရင်တော့သူ့ရဲ့ skill 1 dash နဲ့ skill 2 aim ကိုကောင်းကောင်း င်း train နိုင်ရင် brother အနေနဲ့ run နေမှာပါဒီ hero ရဲ့ impact ကိုကောင်းကောင်းကြီးသိလာလိမ့်မယ်လို့ပြောခြင်းတယ်နောက် hero တကောင်ကတော့ harabusa ာရာဘူဇာဆိုတဲ့ဟီးရိုးဟာပိရိတ်အများဆုံးနံပါတ်3နေရာမှာရှိနေလိမ့်မယ်လို့တော့မထင်တော့ဘူး။ဘာလို့လဲဆိုရင်ဒီဟီးရိုးကဖန်နီလိုနီးတူအသင်းတိုင်းရဲ့အဓိကကောဟီးရိုးနေရာမှာထားဆော့တာအဆင်ပြေတယ်ဆိုပေမဲ့ jungle rotation တွေ objective fight တွေမှာဆိုရင်တတော်လေးကိုသတိထားရတဲ့ assassin jungler ဖြစ်နေလို့ပါ။အဓိကသူ့ရဲ့ skill to shadow ကိုအဓိကထားပြီးဆော့ရတဲ့ jungler ဖြစ်တာကြောင့်တစ်ဖက်က initiator တွေစီက ground vision ဖွင့်တာတွေဈေးပဲဖမ်းမိတာတွေကိုရှောင်ပြီးဆော့ရတဲ့ assassin jungler ဖြစ်ပြီးတကယ်ကိုရစ်မားတဲ့ရွေးချယ်မှုတွေတည်းကတခုလို့ထင်တယ်။ ဒါပေမဲ့ MPN Indonesia လို့ regular season မှာဆိုရင်ပွဲပေါင်း38ပွဲထိကိုစော်ကစားခဲ့ပြီးနိုင်ပွဲ24ပွဲရှုံးပွဲ73ပွဲထိကိုရှိပြီးစုစုပေါင်း total win rate က64%ထိရှိတာဆိုတော့ Harabusa pick ကလည်းမဆိုးလို့ပြောရမယ်။ Brother အနေနဲ့ရောလက်ရှိချိန်မှာ Bejangela Hero တွေကစော်လို့ကောင်းပြီးတော်တော်လေးကိုကျန်းနေလဲဆိုတာကိုပြောပြခဲ့လို့ရတယ်လို့ပြောကြရင်လည်း Divio လို့ဆုံးသက်ချင်ပါတယ်။ Divio လို့တပွန်းတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ Channel TH ကို like and follow လုပ်နေလဲအားပေးလို့ရပါတယ်။ Brother တို့ရဲ့ Messi Border ပေါင်းတဲ့လို့လည်း Divio လို့ share ဝင်မိကြပါနဲ့။ Game နဲ့ပတ်သက်ပြီးသိနေရှင်တော့ ော့ကုန်းမောင်ခုပဲမြင်ရလို့ရပါတယ်